အလုံးမင်္ဂလာပါခင်ဗျာမေလ၄ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမဆုံးပြောချင်တာကတော့ကျွန်တော်ရဲ့ YouTube ဗီဒီယို comment out ဒီမှာ time ဘာသာနဲ့ max 33ဆိုလာမသိဘူးအဲ့လိုမျိုးလာမန်းကြတဲ့သူတွေအများကြီးတွေ့ရပေါ့အဓိကကျတော့ဘာလဲဆိုတော့ YouTube မှာဒီလိုမျိုးလူကြည့်များတယ်ပေါ့နော်ကျွန်တော်ကျွန်တော်ဗီဒီယိုကလည်းလူကြည့်များတဲ့အထက်တမန်ဖြစ်တော့ပါတယ်ပေါ့လင်းကားပုံမှန်အဖြစ်လင်းကား6000 9000ဒီလောက်သွားနေတဲ့ခါကျတော့ အဲအဲ့လိုလူမျိုးတွေကိုသူတို့ target ထားပြီးတော့ရှာတာပေါ့အဓိကတော့ကြားဖြန့်မှာပဲကြားဖြန့်ဆိုတာကသူတို့ကဒီလောင်းကစားကြားဖြန့်ပေါ့နော် online game တွေကိုလာကြော်ညာတာပေါ့ဒါပေမဲ့သူတို့ မှားတာကသူတို့ကထိုင်းဘာသာနဲ့လာကြောညာတယ်ဗောနော်အဲ့ဒါမှားတာဗောသူတို့ကတော့အဓိကကတော့သူတို့စီကိုအဲသူတို့ရဲ့ဂိမ်းကိုလူသိအောင်လာကြောညာကြတာဗောကျွန်တော်မြင်တော့တော့ဖြတ်ပြစ်နေရပဲတော်တော်များများနားမလည်ပါဆိုလို့ပါ online game ကြောညာတာတသက်ပါပဲကျွန်တော် Telegram မှာဆိုလို့ရှိရင်လည်းအဲ့လိုကြောညာတယ်အဲ့လိုလာပြီးတော့ကြောညာတာဖြစ်တဲ့တော့ကျွန်တော်လည်းဖြတ်ဖြတ်ပြစ်ရတယ်ဗောနော်အဲ့အတွက် ဟိုနည်းနည်းတော့တီးခတ်ပေးကြပါဟိုသူတို့အချိန်တစ်ခုအတိုင်းတားနေတော့လာလို့ပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်ဖြတ်ပြစ်ပါများသွားလို့ရှိရင်သူတို့ဂျီမီအဲ့လောက်တော့မပေါ်လောက်ဘူးလို့တော့ကျွန်တော်ထင်ပါတယ်နောက်တစ်ခုကျတော့ဒါကတော့ဟိုကလည်းဖြစ်နိုင်တယ်ပေါ့ဒီ bot တွေနဲ့လုတ်တဲ့သဘောမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လို spam message တွေပို့တယ်အဲ့လိုမျိုး YouTube ကတခုတလီများဒါနဲ့ပတ်သက်ပြီးတော့လောင်းကစားလို့တန်တရားရှိသွားရင်လည်းကျွန်တော် channel အတွက်အရေးကြီးပါတယ်နောက်တစ်ချက်ပြောချင်တာကျွန်တော်ခဏခဏလာပြီးတော့ ပြောကြတယ်တည်င်းဖော်ပြလို့ရှင်အယုတ်တွေပါတွဲပါလားအယုတ်တွေပါတွဲပါလားအယုတ်တွဲမှလူယုံမှာပေါ့ဆိုမို့ကျွန်တော်ပြောပြတာကျွန်တော်တို့မြန်မာနိုင်ငံမှာနေထိုင်နေတာကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာနေထိုင်နေတာမြန်မာနိုင်ငံမှာနေထိုင်နေတာဖြစ်တဲ့အတွက် YouTube ရော TikTok ရော Facebook ရောရှိရှိသမျှ social platform တွေအကုန်လုံးကကျွန်တော်တို့ watching လုပ်နေတာအများတန်းကျွန်တော်နိုင်ငံဒီစစ်ပွဲတွေနောက်ပြီးလို့ရှင်ဒီဟိုလူခွင့်ရချိုးဖောက်မှုတွေဒီလိုမျိုးနဲ့နာမည်ကြီးအောင်ကဘာမှလှုပ်ထားတာဖြစ်တဲ့အတွက် ။နောက်ကျွန်တော်တို့ရဲ့ channel တွေမှာအဲ့လိုမျိုးစစ်ပွဲနဲ့ပတ်သက်တဲ့အရေးအယောင်နောက်လူခွင့်ချူဖောက်မှုတွေတွေးတန်တရေရေတွေစသဖြင့်ဒီလိုဟာမျိုးကဒီရုပ်နဲ့ဖော်ပြဖို့နေတာစကလုံးထဲမှာပါသွားတယ်ဆိုလို့ရှိရင်တော့ AI ကကျွန်တော်တို့ကိုရိမ့်မိပြီးတော့ကျွန်တော်တို့ရဲ့ဒီ TikTok video တွေဆိုဖျက်ချခံရတာရှိပါတယ်။အဲ့ဒါကြောင့်မို့လို့တခြား ba content ba content မှာ သူများ content ကိုမထည့်ဘူးနံပါတ်1 copyright အထိမခံဘူးနံပါတ်2အဲ့လိုသေးတဲ့ရဲရဲနဲ့ community standard ညီးတဲ့ content တွေလုံးဝမထည့်ပါဘူးအဲ့ဒါဘယ်တော့မှမမျှော်လင့်ပါနဲ့တော့ကျွန်တော်ပြောတာအခုမှကျွန်တော်ဗီဒီယိုကြည့်တယ်ဆိုလို့ရှိရင်တော့မပြောဘူးအရင်ထဲကကြည့်လိုက်လို့ဆိုသိလိမ့်မယ်တခြားဘယ် content မှကြားထဲမှာပုံတပုံမှလာအစားထိုးမှမဟုတ်ပါဘူးကျွန်တော်ရိုက်ထားလို့တာယာလို့လှပလို့ပြရင်ပြလိမ့်မယ်မဟုတ်ဘဲနဲ့တခြားသောဒီ content တွေဒီသတင်း content တွေကတော့ကျွန်တော်ထည့်ပြဖို့မရှိဘူးလက်နက်ကင်တွေရဲ့ logo တွေလက်နက်တွေဘယ်တော့မှပြမှာမဟုတ်ဘူးအဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ မတောင်းဆိုပါနဲ့မမျော်လင့်ပါနဲ့။ဘာကြောင့်လဲဆိုတော့ဒီလိုဆက်ကြည့်နိုင်မှုဒီလိုတင်နိုင်မှုအခွင့်အရေးပါပျောက်သွားပါလိမ့်မယ်။ဒီ YouTube channel ကြီးတစ်ခုလုံးမှာဖျက်သွားပါလိမ့်မယ်။နောက်လိုပဲ TikTok account တွေအကုန်လုံးပျောက်သွားပါလိမ့်မယ်။ TikTok မှာ account မပြတ်ဖို့ဆိုရင်ကျွန်တော်နေ့စဉ်နဲ့ညီပါကိုကျွန်တော်ဒေါ်လာတွေပေါ့နော်ပတ်စံထည့်ရတယ်။နောက်ဒီ TikTok ရဲ့ account ကိုဆက်ပြီးတော့ဟိုသူတို့တိနေဖို့အတွက်ကိုဆိုပြီးတော့တနေ့ကိုဒေါ်လာအနည်းဆုံး1ဒေါ်လာကနေပြီး3ဒေါ်လာကြာပေးနေရတယ်။နေ့စဉ်နဲ့ညီပါပေးနေရတယ်။ ကျွန်တော်ကိုထောက်ပံ့သည်ဖြစ်စေမထောက်ပံ့သည်ဖြစ်စေကျွန်တော်အဲ့လိုမျိုးအကောင့်တွေကိုစက်ထိန်ထားရတယ်။အဲကျွန်တော်ကျွန်တော်ဘက်ကနေပြီးတော့ပြစေခြင်းနဲ့ဆန္ဒဖြစ်ပါတယ်။အဲဒီအတွက်တော့ TikTok တို့ YouTube တို့မှာကြည့်နေတဲ့သူတွေအနေနဲ့ပုံနေကြားညက်ထဲပါလားလို့ဗီဒီယိုတွေထည့်ပါလားလို့မတောင်းဆိုပါနဲ့။အဲ့ဒါကအကောက်ပြက်ဖို့နီလန်အလွယ်ဆုံးဖြစ်ပါတယ်။နောက်ပြီးလို့ရှိရင်လူကြည့်များအောင်ဆိုပြီးတော့အဲ့လိုမျို တခြားနေရာ content တွေပေါ့နော်ဥမာ Telegram နေ content တွေတွားယူလာပြီးတင်လို့ရတယ်ကျွန်တော်လည်းအဲ့ဒီလို video တွေတင်တတ်တာပေါ့တွဲထည့်တတ်တာပေါ့ဒါပေမဲ့ဘာလို့မတွဲထည့်တာလဲအဲ့လိုတင်လို့ရှိရင်လူပိုယုံမယ်ဆိုတာလည်းကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်ဘရောမမလုပ်ဘာလို့မလုပ်တာလဲဆိုမလုပ်ချင်လို့ပေါ့မလုပ်တာလုပ်လိုက်တာ ਨੇ အဲ့ဒါတွေကတနက်စာလုပ်လို့မရအောင်ကျွန်တော်တို့ကအကြာကြီးရည်တည်သွားမယ်လူတွေဖြစ်တဲ့အတွက်အကြာကြီးအတွက်ကိုကျွန်တော်တို့စဉ်းစားထားရတာအမတော်တဆများကြားထဲမှာ channel တစ်ခုခုဖြစ်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အစအနေပြန်ပြီးရည်တည်ရတာတအားခက်ခဲပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ရဲ့ ဒီ YouTube comment out တွေမှာအဲ့လိုမျိုး spam message တွေလာတာတွေတတိထားဖို့နောက်ပြီးလို့ရှင်ကျွန်တော်တို့ဒီ video တွေမှာသူများယုံအောင်ဘာလို့အဲ့ content တွေမထည့်တာပါလဲလို့မတောင်းဆိုပါနဲ့ကျွန်တော်တို့ဒီတိုင်းပဲပြောမှဖြစ်ပါတယ်နော်ဒီတိုင်းပဲပြောတာတွေကလည်းဒီမှာအချက်လက်ချံပြီးပြောရတာဖြစ်ပါတယ်အလကားပြောရတာမျိုးမဟုတ်ပါဘူးပထမဆုံးသတင်းကတော့အဲ့ဒါထိုင်းနိုင်ငံတွေကိုအဲ့ဒါပွဲကဘတ်တပေါင်းခွဲလောက်ပြီးပြီးတော့ခိုးဝင်တဲ့မြန်မာနိုင်ငံသားတွေပေါ့နော်29ယောက် ။မြောက်ဒီဘက်ကနေခိုးဝင်တာဖြစ်ပါတယ်။ဖုတ်ဖရဘတ်ချံကိုသွားတာဖြစ်ပါတယ်။အဲ့ဘက်မှာဖမ်းခံရတယ်ပေါ့နော်။29ရောက်လုံးကိုထိုင်းနေကြာသောတပ်ဖွဲ့တက်ခရိုင်ဖွဲ့ကဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။အဲအဲ့လိုဖြစ်စဉ်မျိုးကဒီရက်ပိုင်းထဲမှာနှစ်ခုသုံးခုလောက်ဖြစ်တယ်ပေါ့နော်။ဟိုတခွားဒီကားတဲကိုအဲအထဲကနေမြုပ်ဝင်ပြီးတော့လိုက်သွားတဲ့အဖွဲ့တွေလည်းဖမ်းဆီးခံရတယ်၄ရောက်လောက်ထင်ပါတယ်။တော့ကျွန်တော်တို့ဘက်ကဝင်မဲ့သူတွေကလွယ်ပါတယ်။တော့ဒီတနင်္သာရီဘက်ခြမ်းဝင်မဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ အာမုံဘတ်ချံကဆိုဖရာသုံးစုဘတ်ချံကချနာပူရီပေါ့နော်ဒီဘတ်ချံကြလို့ရှင်မြောက်ဒီဘတ်ချံတချလီဘတ်ချံကကြတော့ဒီအလုံးနဲ့ဝင်တာနည်းနည်းရှားတယ်ပေါ့အဲ့ဘတ်ချံကလည်းနည်းနည်းဝင်ရခက်တယ်နဲ့တူပါတယ်တချလီဘက်ကတိတ်ဝင်တာတော့မမြင်ဘူးပေါ့နော်ထိုင်းမှာနေတဲ့သူတွေရဲ့ပြောပြချက်အရကျွန်တော်တို့ဒီပြည်တွင်းကနေပြီးတော့ထိုင်းကိုပြေးကြတာတော်တော်များများပေါ့နော်သူတို့ပြည်စစ်မှုထမ်းရမှာကြောက်လို့နော်အချို့ကကြတော့အမျိုးမျိုးသောအကြောင်းအရာတွေကြောက်ဒီထိုင်းနိုင်ငံနဲ့ဝင်သွားကြတယ်ထိုင်းမှာတရားဝင်ရှိတယ်လို့မဝင်တာလည်းရှိတယ် ဲ့လိုများလာတဲ့ခါကျတော့အခုထိုင်းမှာနေတဲ့အလုပ်သမားတွေကလည်းနည်းနည်းဒုက္ခရောက်သွားတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုကြီးစရာအလုပ်သမားတအားများသွားပြီ။များသွားတာဖြစ်တဲ့အတွက်ခုမှရှိတဲ့အလုပ်သမားတော်မှာသူတို့ရဲ့အလုပ်လေးကိုဟိုကြေးတိုးတောင်းမှုမပြောနဲ့နော်။ဟိုပတ်စံပူရမှုမပြောနဲ့သူတို့ရဲ့အလုပ်လေးကိုဆက်ပြီးတော့ထိန်းထားရတယ်။ပြုတ်သွားတဲ့အဆောင်ဝင်မဲ့သူတွေကအများကြီးပဲအလုပ်ရှာနေတဲ့သူတအားများတယ်။ဆိုတော့ကျွန်တော်နိုင်ငံသားတွေတော်တော်များများထိုင်းမှာ အခုပို့ပြီးများလာတဲ့သဘောမှရှိတယ်တချို့ကလည်းကြောင်ကြောက်သွားကြတယ်တချို့ကလည်းနိုင်ငံရေးကြောက်တချို့ကလည်းမစမှုထမ်းရမှာဆိုလို့ပေါ့နော်အမျိုးမျိုးဖုံဖုံနဲ့သွားကြတယ်အခုတော့အဲထိုင်းမှာရှိတဲ့သူတွေတော့အလုတ်သူတို့ရဲ့အလုတ်လက်ကင်လက်ဆုပ်လက်ကင်လေးပျောက်သွားမှာစိုးနေရတဲ့အနေထားပေါ့နော်ဆိုတော့နောက်တဲ့ဒီနေ့ဘုကတော့ကျွန်တော်တို့အစောတည်းကမှန်ထားတယ်လို့ပဲဒေါ်နယ်ထရန့်ကအမြဲတမ်းသူ့ရဲ့ national interest ကိုပဲကြည်ပါတယ်။သူ့အမျိုးသားကျိုးစီးပွားကိုထိပါမယ့်အရာတွေဘယ်တော့မှမလုပ်ပါဘူး။အခုဒါ Ukraine နဲ့ ဒီအမေရိကန်နဲ့နှစ်ဖက်အခုသဘောတူညီမှုလုပ်လိုက်ပါပြီအဲ့ဒါကတော့ယူကရိန်းနိုင်ငံထဲမှာရှိနေတဲ့ထွတ်ထွတ်မြေရှားလိုမျိုးနောက်ပြီးအခြားသောတပ်တုတွေပေါ့နော်တပ်တုတိုက်တွေကိုတူးဖော်ခွင့်ရဖို့အတွက်နှစ်နိုင်ငံလက်မှတ်ထိုးလိုက်ပါပြီအဲ့ဒီအတွက်ဒီအမေရိကန်ကနေပြီးတော့ယူကရိန်းကိုမစ်ဆိုင်းတွေပေါ့နော်မစ်ဆိုင်းတွေလေကြောင်းရံကာကွယ်ရေးစသဖြင့်ဒီအရာတွေအကုန်လုံးကိုထောက်ပံ့မှုရှိရပေါ့ ဲ့တော့ရုရှားနဲ့ထရန့်နဲ့ဘလို့ပဲသဘောတူညီမှုဘလို့ပဲဖြစ်ဖြစ်နေဖြစ်နေအရင်တော့ကတော့ဟိုကဘာမှာကောင်းတော်ကြီးနှစ်ယောက်ပဲညီသွားတယ်လို့လို့ဘာလို့လို့ဒီလိုမျိုးဝမ်းပြီးတော့အဲပြောဆိုကြတာရှိတော့တကယ်တမ်းကျတော့ဒီတော်နေထွန်းကအဲ့လောက်ထိငတုံးမဟုတ်ပါဘူး။တော်နေထွန်းကသူလိုချင်တဲ့နေရာတစ်ခုကိုအများနဲ့ကြုံတွေ့ပြီးတော့မှယူတတ်တဲ့အနေထားဖြစ်ပါတယ်။အဲ့တော့အခုတော့ဒါနှစ်နိုင်ငံကြားထဲမှာဒီ လက်မထိုးလိုက်ပြီပေါ့လက်မထိုးလိုက်တဲ့ခါကျတော့ယူကရိန်းနိုင်ငံတွေမှာရှိတဲ့တပ်တုတိုက်တွေသူဘယ်တော့တူးမလဲပေါ့လက်မထိုးပြီးသားဖြစ်တဲ့တော့ဘယ်တော့တူးမလဲပေါ့နော်ကြားထဲမှာမငြိမ်သက်နေတာဖြစ်တဲ့အတွက်အမြေရှားကလည်းယူကရိန်းမှာတော်တော်များတယ်လေကမ္ဘာအများဆုံးတမြေရှားတပ်တုတိုက်ဆိုတာလည်းယူကရိန်းမှာရှိတယ်ပေါ့နော်နောက်တစ်ခုဒီရက်ပိုင်းတည်င်းနေကျွန်တော်ရဲ့ဒီ YouTube comment out တွေမှာလည်းလာရေးကြတယ်အဲ့ဒါကဘာလဲဆိုတော့ဒေါအောင်ဆန်းသူကြည်ရဟရင်ဝယ်စည်းတော့ဝေဖန်ကြတယ်ဘုဒ္ဓမူကြီးမင်းအောင်လာရင်လေရင်ဝယ်စည်းတော့မဝေဖန်ဘူးလားဆိုပြီးပြောကြတယ် ဆိုတော့အဲ့ဒီအောင်မလားကျွန်တော်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးပြောဖို့မှာပြောတာဘာကြောင့်လဲဆိုတော့ဒီဘူဂျုံမူကြီးမင်းအောင်လိုင်ရဲ့လေရင်ကနော်သူသူစီးသွားတဲ့လေရင်ကရုရှားရောက်လို့ရှိရင်လည်းရိုက်ပြနေကြတာပဲကြည့်လိုက်ကြပါ နော်အဲ့လိုပဲထိုင်းသွားလို့ရှိရင်လည်းသူဆင်းလာတဲ့လေရင်ကိုကြည့်လိုက်ကြပါအောင်သူ့ကိုယ်ပိုင်လေရင်မဟုတ်ဘူးလေတက်မတော်လေရင်လည်းမဟုတ်ဘူးအဲ့လိုမျိုးကြည့်ရအောင် MEI လို့ရေးထားတယ်မြန်မာ Airline International ရေးထားတယ်တည်တည်ချာချာလေးဖတ်လိုက်ကြပါအောင်နော်အဲ့ဒါကိုဘယ်သူကပိုင်တာလဲ ။နော်ပိုင်တဲ့သူလည်းတည်တည်ချာလေးစုံစမ်းလိုက်ကြပါဦး။ဆိုတော့နိုင်ငံတော်အနေနဲ့ကတော့ဘယ်ကိုသွားမယ် MEI ကို request လုပ်မယ်ငါတို့ဘယ်ကိုသွားမယ်နိုင်ငံခြားခီးစဉ်ဘလို့ရှိတယ်အဲ့တော့နိုင်ငံတော်ကနေဗာကြခံပြီးတော့ဘလို့သွားမလဲဒီလိုသွားတာလည်းဖြစ်မှာပေါ့ဘယ်လိုဖြစ်လို့နိုင်ငံတော်စီမံချက်ကြီးကောင်စီဥက္ကဋ္ဌကလေရင်တစည်းလုံးဝယ်စီမှာလက်ဒီအခြေအနေမျိုးမှာဖွားစရာမရှိကြံဖန်ပြီးရှောက်ဖွားနောက်ပြီးလေရင်တစည်းဝယ်ဖို့ဆိုတော့အခုတို့ပြောနေတဲ့လေရင်က Airbus အမျိုးအစားပေါ့ Airbus က ဝယ်လို့ရလားမြန်မာနိုင်ငံကဆန့်ရှင်ထိထားတယ်လေပုံနောက်လေးပါလေးတော့တစ်စင်းကဝယ်ဖို့ဆိုရင်တော့မှဒါမဖြစ်နိုင်တဲ့အနေအထားဖြစ်တယ်အဲဒါကြောင့်မို့လို့လက်ရှိချိန်မှာ Airbus ဝယ်စည်းတယ်ဆိုတာတော့လုံးဝမဟုတ်ကောလာဟာလားလုံးဝနာမည်ပြတ်အောင်လုပ်တာပဲဒါကဟိုဘယ်လိုပြောရမလဲဒါတာမန်ကိစ္စတော့မဟုတ်เนาะဒါနိုင်ငံရေးရွာ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တာပဲလို့တော့ပြောလို့ရတယ်ပေါ့နော်အဲ့ဒီတော့ဘူဂျုံမကြီးမင်းအောင်လိုင်းလေရင်ဝယ်စီးတာလုံးဝမဟုတ်ပါဘူးဒါက MAI ကလေရင်သာဖြစ်ပါတယ် MAI ရဲ့လေရင်ကိုဘူဂျုံမကြီးမင်းအောင်လိုင်းအသွားလာမှာစီးတဲ့သဘောပဲနိုင်ငံတော်ကြီးကအနေနဲ့စီးတာပေါ့လေဒါပါပဲဆိုတော့နောက်တတိယနေ့ဘုတ်ကတော့ဒီပြီးခဲ့တဲ့2022ခုနှစ်23ခုနှစ်လောက်မှာလုံးဝရှမ်းရှမ်းတောက်နော်ကြမ်းပါပြီဆိုပြီးတော့လူတွေလိုက်ပြီးတော့ရှင်းလင်းရေးတွေလုပ်စစ်ကြောင်းတွေကိုမိုင်းတွေဆွဲ နော်စသဖြင့်ဟိုလက်နက်ကြီးတွေထွင်ပြီးတော့ပြစ်လို့ပြစ်အဲ့လိုလှုပ်ခဲတဲ့မြင်းမူလျက်စီအဖွဲကနော်အဲဓမြတိုက်တာကိုရွှေဆိုင်ဓမြတိုက်တာပေါ့နော်သူမြင်းမူမျိုးပေါ်ကရွှေအီဂရစ်ဆိုတဲ့ရွှေဆိုင်ကိုဓမြတိုက်တယ်ဓမြတိုက်ပြီးတော့သူတို့ကဘယ်ဘက်ကိုပြေးလဲဆိုတော့အဲ့ဒီမြင်းမူလျက်စီအဖွဲကငဇုံဘက်ကိုပြေးတယ်အဲ့မှာငဇုံမှာရှိတယ်ငဇုံ PDF နဲ့ငဇုံအဲ့ဒီသူတို့ NUG လက်အောက်ခံအဖွဲတွေကဖမ်းလိုက်တယ် ဖမ်းလိုက်တဲ့ခါကျတော့ NUG ဘက်ကိုလိုက်ပါရင်းတဲ့သတင်းဌာနတွေကဗာရေးလဲဆိုတော့ဒါက PDF အမိကန်အဖွဲ့ပေါ့နော်အဲဒီအဖွဲ့ကအဲ PDF ကဖမ်းလိုက်တယ်ပေါ့အခုတော့သူတို့ NUG လောက်ခံ PDF တွေကဒီလိုဓမြတိုက်မှုကိုဖမ်းပစ်လိုက်တယ်ပေါ့တကယ်တော့ PDF ပဲလေဟိုဘက်ကလည်း NUG လောက်ခံ PDF ပဲနောက်ပိုင်းမှသာပတ်စံမရှိလို့မလုံနိုင်လို့ဓမြတာတာဖြစ်သွားပြီးဓမြတိုက်တော့တာ အရင်ကအဲ့ဒါ PDF အစစ် NUG လောက်ခံ PDF အစစ်မြင်းမူလျက်စီကျွန်တော်တို့သတင်းသမားဖြစ်တဲ့တို့ကဒေါက်တာဆောက်ဆိုတာနဲ့ဒီအဖွဲ့ကဘယ်အဖွဲ့ဆိုတာအကုန်သိတယ်เนาะနာမည်တစ်လုံးပြောလိုက်တာနဲ့ဘယ်ကဘယ်က PDF အဖွဲ့လဲဆိုတာအကုန်လုံးသိတယ်เนาะအခုအဲ့ဒီအဖွဲ့ကိုအဲဒီဟိုကဖမ်းလိုက်တယ်เนาะငစုံ PDF အဖွဲ့ကဖမ်းလိုက်တယ်ဖမ်းလိုက်ပြီးတော့မှရွှေတွေဒီလက်ခံတွေပါ냐ဒီလိုမျိုးတွေလုတ်တယ်ပေါ့ရွှေတွေငွေတွေသူတို့တင်စီလိုက်တယ်ဆိုတဲ့အကြောင်းပေါ့เนาะ ပြန်ရလားမရလားတော့မပြောတတ်ဘူးဒါနဲ့ပတ်သက်ပြီးတော့ဒီရွှေတွေတွေငွေတွေတွေပြန်ရလားမရလားတော့မပြောတတ်ဘူးဒါပေမဲ့ဒီမြင်းမှုလျက်စီးဒီအဖွဲကိုတော့သူတို့ကဖမ်းလိုက်တယ်ဆိုပြီးတော့အဲသူတို့ကထုတ်ပြန်တယ်ပေါ့နော်နောက်တတိယဘုကတော့ပြီးခဲ့တဲ့ရက်ပိုင်းက KI နဲ့ဒီ PD အဖွဲတွေဝင်တိုက်ခဲ့တဲ့လဝါပေါ့နော်လဝါရွာပေါ့လဝါရွာဒီဆူတောင်းကာခင်းပေါ့အဲ့ဒီကာခင်းမှာအဲပြည်သူစစ်နဲ့လွန်ညိုဖုံဝင်ချို့ဒါကြာဆုံးမှုရှိခဲ့တယ်အဲ့ဒီမှာစကမ်းကိုလည်းသူတို့ကတိန်းသွားတယ်ပေါ့ တိမ်ပြီးသူကသခန်းဆိုင်ထားတယ်ဒါမဲ့ဒီဝါရဇုတ်ဝါရဇုတ်ပြည်သူစစ်အဖွဲ့တွေကတစ်ချက်ချင်းဆိုသလိုပဲတစ်ရက်ပဲချားတယ်ဟောပြန်တိုက်တယ်ပြန်တိုက်တဲ့အချိန်မှာအဲ့ဒီစခန်းကိုသူတို့ပြန်ရတယ်ဗောနော်သူတို့ကဒီတစ်ရက်နေ့ကလက်လွတ်ခဲ့ရတယ်သုံးရက်နေ့မနက်7:00နာရီပိုင်းလောက်မှာကျတော့ဝါရဇုတ်ပြည်သူစစ်အဖွဲ့တွေကွန်မန်ဒိုတွေနဲ့ပူးပေါင်းစစ်ကြောင်းတွေအထီးခိုင်မရှိတိမ့်ပိုက်လိုက်နိုင်ခဲ့တယ်ဗောနော်အဲ့ဒီမှာသူတို့အလောင်းလက်နက်ဘယ်လောက်ရလဲဆိုတာတော့မဖော်ပြထားဘူးသူတို့တိမ့်ပိုက်နိုင်တယ်ဆိုတာဖော်ပြထားတယ်ဗောနော် ။နောက်သတင်းတဘူကတော့ရခိုင်ပြည်နယ်အခြေစိုက်သတင်းဌာနတစ်ခုတင်ထားတဲ့သတင်းပါ။အဲ့ဒီသတင်းကတော့ရခိုင်ပြည်နယ်မှာသတင်းမီဒီယာတွေလွတ်လပ်ခွင့်ကန့်သက်ထိန်းချုပ်ခံနေရတယ်ဆိုပြီးတော့ပြောပါတယ်။ဒီတဲ့င်းကိုဒါ Telegram channel တခုမှာ screenshot ရိုက်ပြီးတင်ထားတာဖြစ်တဲ့အတွက်ကျွန်တော်လည်းသဘောကျသွားတယ်။အဲ့ဒါဘာလဲဆိုတော့အဲ့ဒီလူတင်ထားတဲ့အောက်ပေါ့နော်။အဲ့ဒီရခိုင်တင်ထားတာတခုရဲ့တင်ထားတဲ့အောက်မှာအဲ့ဒီ comment ကဘာပြန်ရေးလဲဆိုတော့ မင်းတို့တရင်ဌာနကရောဘယ်နာမှအခြေဆိုင်တာလဲတဲ့ရခိုင်မာလားစစ်တီမာလားတဲ့သူတို့ရဲ့နေရလိမ့်စာပေါ့နော်အဲ့ဒီတရင်တော့တရဲ့နေရနေရလိမ့်စာကိုအပြည့်စုံတင်ပြီးတော့ပြောပါတယ်ဆိုတော့တဘောကအေအေကအေလက်ထက်မှာနော်အေအေထိန်းချုပ်ထားတဲ့အချိန်မှာရခိုင်ပြည်နယ်မှာတရင်လွတ်လပ်ခွင့်ကန့်သက်ခံနေရတယ်လို့တင်တဲ့တရင်ဌာနတော့ပြန်ချိန်ချောက်ခံနေရတဲ့တဘောမှရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီတည်င်းဌာနတွေကိုတန်းကလည်းသူတို့ကလည်းအစွန်ရောက်တည်င်းဌာနမို့လို့ဒါကိုသူတို့စိတ်မနာနိုင်တာပေါ့နော်။နောက်တည်င်းတဘူကဒါငါးလုပ်ငန်းဦးစီးဌာနကထုတ်ပြန်ထားတဲ့ ပင်လယ်ပြင်ကမ်းဝေးငါးဖန်းခွင့်ကိုမေလနဲ့ဇွန်လစူလိုင်လ3လကြာရန်နှုန်းပြေးပိတ်ထားပြီးတော့ကမ်းဝေးငါးဖန်းလေးတွေကိုရပ်နှထားတယ်ဆိုပြီးတော့ငါးလုပ်ငန်းဦးစီးဌာနထုတ်ပြန်ထားပါတယ်အဲ့လိုပင်လယ်ပြင်ကမ်းဝေးငါးဖန်းခွင့်ကိုပိတ်လိုက်ခြင်းကလုပ်ငန်းဝင်သဘောရပါတော့ဟိုတဘာဝပြီးအချိန်ကြီးရမဟုတ်တော့ရာသီဝင်ရောက်ပြီးဖြစ်တဲ့အတွက်အဲလှိုင်းလီထမှုတွေဖြစ်ပေါ်လာနိုင်တာကြောင့်အခုလိုမျိုးဧပြီလ30ရက်နေ့ကနောက်ဆုံးထားပြီးတော့ဒါပိတ်တာဖြစ်ပါတယ် အဲ့တော့ဇွန်ဇူလိုင်အထိပြိတ်မှာဖြစ်ပါတယ်အဲ့အတွက်ဟိုဗီဒီယိုကြည့်တဲ့အချိန်မှာကိုမိသားစုပတ်ဝန်းကျင်ရှိတယ်ဆိုလို့ရှိရင်လည်းငါဖန်းသွားမယ်နော်ကိုရဲ့အဖေဒါမှမဟုတ်ရှင်ကိုရဲ့တငယ်ချင်းမိသားစုတွေကိုအအကြောင်းကြားလိုက်ပါငါဖန်းသွားလို့မရသေးဘူးငါလုံငန်းဦးစီးဌာနကဒီမုတ်တုံရာဒီဝင်လာတာဖြစ်တဲ့အတွက်မုံတိုင်းအန်ဒီရဲ့ကြောင့်အခုလိုမျိုးတားမြစ်ပိတ်ပင်ထားတယ်ဆိုတဲ့အကြောင်းကိုအဲတဆင့်စကားနဲ့တရင်ပါလိုက်ကြပါနောက်တနေ့တစ်ပုဒ်ကတော့မကွေးနိုင်နေသားကြီးဂံကောခရိုင်ကြောက်ထုနေတဲ့မှာ မီလာ၃ရက်နေ့မွန်လယ်ပိုင်းမှာ PDF ဒီအခြေဆိုင်တဲ့ရော PDF ဒီအခြေဆိုင်တယ်ဗောစကန်အချို့ကိုသူတို့ထောင်ထားတဲ့ဂိတ်အချို့ကိုလည်းတက်ကလေချောင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အဓိကကတော့အဲ့ဒီရွာထဲဝင်တဲ့ပတ်စံတွေပါတောင်းတဲ့ဂိတ်တွေပါတွေဖွင့်တယ်လို့တချို့ရွာထဲမှာစုရက်တည်ပြီးတော့ရွာမှာစုဝေးတာတွေလုပ်တယ်လူသေးစုဆောင်တာတွေလုပ်တယ်ဒါကြောင့်မလို့ဒီတဲ့ရင်အရာအခုလိုမျိုးလေချောင်းနဲ့တိုက်ခိုက်ရှင်လင်းခဲ့တာလို့သိရပါတယ်နောက်တဲ့ရင်တစ်ပုဒ်ကတော့ဒါရင်းမပင် ခရိုင်ကအဓိကတော့ကဏီ PDF ပါသူကတော့ကဏီမှာနေတဲ့ PDF ပေါ့နော်ကဏီ PDF ပေါ့သူတည်င်းမှုလည်းဖြစ်တယ်တည်င်းမှုကသူကဆီယာမတယောက်နဲ့ဒီလူငယ်တော့မဟုတ်ဘူးပေါ့နော်လူငယ်ကျွန်တော်တို့တက်လက်ပိုင်းရွယ်ပါပဲသူကတည်င်းမှုပေါ့အဲ့မှာအဲ့သူနာပြဆီယာမတယောက်နဲ့ဘာညာပြဿနာဖြစ်ကြတယ်သူနာပြဆီယာမအိမ်ကိုသူကသွားတယ်သွားတော့သူကဗာပြောပြီးလာလဲဆိုတော့အနာစိတ်ထဲဖို့ဆိုပြီးသူကသွားတယ်ဟိုရောက်သွားတဲ့အခါကျတော့ အဲ့ဒီဆီယာမကိုနဲ့စကားများကြတဲ့အခြေတင်ဖြစ်ကြတဲ့အောက်မှာဆီယာမလည်းငငယ်ပဲဒီဟို30ဝန်းကျင်အရွယ်တွေပဲပေါ့နော်စကားများပြီးတော့ဆီယာမကိုသူကအရင်ဆုံး G3 နဲ့ပြစ်လိုက်တယ်လို့ပြောတယ် G3 နဲ့၃ချက်ပြစ်လိုက်တယ်၃ချက်ပြစ်လိုက်တော့ဆီယာမလည်းနေရာပဲပွဲချင်းပြီးတည်သွားတယ်ခေါင်းတစ်ချက်မှန်တယ်နောက်ပြီးဒီရင်ဘတ်နှစ်ချက်မှန်တယ်လို့ပြောတယ်ပြီးတော့သူကဆီယာမကိုမပြစ်ခင်သူကပါပြီးတော့နေလဲတည်ရမယ်တဲ့ငါလည်းမနေဘူးဆိုပြီးသူ့ကိုသူပါတခါတည်းဆူဆိုက်လုပ်သွားတယ်ပေါ့နော်သူ့ကိုသူပါတက်တည်သွားတယ်ပေါ့နော် ဒီကတော့တမီးစားကိစ္စပဲထင်ပါတယ်သူ့ကိုပြန်မကြိုက်တာလားပါလားအဲ့လိုပဲထင်ပါတယ်နောက်တဲ့ရင်ဘိုးကတော့တစ်ဖက်ကတော့ဒီဗမွန်နဲ့ပတ်သက်ပြီးတော့တည်င်းတွေကိုလှန်လိုင်းပမိုင်းဘယ်လိုပြောရမလဲစိတ်သက်စစ်စီစဉ်းစားလားပါလားလို့မပြောတတ်ဘူးဗမွန်နဲ့ပတ်သက်တဲ့တည်င်းတွေကိုတည်တည်ကြကြလေးတင်နေကြတယ်သူတို့ဗမွန်ကိုသိမ်းပြီးတော့မယ်ဘာညာဆိုပြီးတော့ဗမွန်တည်င်းတွေမတက်တာလဲနည်းနည်းကြာနေဒီရက်ပိုင်းနော်နည်းနည်းကျွန်တော်လည်းဟို line ပေါ်မှာလည်းမတွေ့သလိုအခြေဆက်လည်းမရပါဘူးနော်သိမသိဘူးအဲ့တော့ဟိုအဲ့လိုမျိုးဖြစ်စဉ်ဖြစ်ရင်ကျွန်တော်နည်းနည်းစိုးရိမ်တယ် နော်လဲဆိုရင်အဲ့ဒါကတကယ်တမ်းဖြစ်လာလို့ချင် မကောင်းပါဘူး။ဒါကြောင့်လို့ဆိုဗမောမှာ KIA အင်အားကိုအများကြီးဖြုံတီးထားတယ်။အများကြီးကိုတည်တည်ချာချာကိုခုခံပြီးတော့အဲ KIA ရဲ့အင်အားကိုဒဏ်ရာရအကျိုးအပြတ်ပဲ့တည်အဲ့လိုမျိုးဖြစ်အောင်လှုပ်ထားနိုင်တဲ့နေရာဖြစ်တဲ့အတွက် KIA ရဲ့ဘတော်မှလက်မလျှောက်ဘူး။ဒါကျွန်တော်သိတယ်။အဲ့တော့ကျွန်တော်တို့ဒီ gain တပွဲဆော့တယ်ဆိုလို့ရှိရင် data တို့ဘာတို့ပဲဖြစ်ဒီ page ပဲဖြစ်ဖြစ်ပြီးလို့ရှိရင်ဒီ mobile legend ပဲဖြစ်ဖြစ်ပေါ့တကယ်တမ်းပတယ်ဆိုင်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကနေရာကြည့်ပြီးဆိုင် အနေရပေါ့ဟိုဘယ်နေရာနေဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုตามလဲပေါ့เนาะစပယ်ตามလဲဒါမှမဟုတ်လို့ရှင်ကျွန်တော်တို့ rent ตามလဲဒီလိုမျိုးတွေကြည့်ပြီးတော့ button ဆိုင်ကြရတယ်ပေါ့အဲ့တော့ bamo ကအခုချိန်မှာအအစိုးရတပ်ဘက်ကဒါ button ဆိုင်လို့အကောင်းဆုံးနေရလက်ရှိချိန်မှာသူတို့အကြတာအကောင်းအများကြီးပဲဖြစ်တယ်သူတို့ဘက်က defend in ရလဲဒါအကောင်းတာဖြစ်တယ်တို့อ่ะအဲ့ဒီနေရာကိုအတက်နိုင်ဆုံးစစ်ကူရောပစ်ကူရောเนาะရိတ်ခါရောစနစ်တကျပေးထားမှသာလျှင်เนาะဒီဒါပို့ပြီးတော့ တောင့်ခံနိုင်မယ်ဒီနေရာမှာအင်အားဖြုတ်တိလို့အကောင်းဆုံးပဲဒီနေရာမှာပတ်တယ်ဆိုင်လို့အကောင်းဆုံးပဲပေါ့အဲ့တော့တဖက်ကယော့သွားပြီဆိုတာနဲ့တဖက်ကတေချာပေါက်တူးလာမှာအစိုးရတဖက်ကအင်အားဟိုယော့တာမဟုတ်ပဲနဲ့ဒါမှဟိုဘက်ကအင်အားတူးလာတယ်ဆိုရင်ဒီဘက်ကလိုက်ဖြည့်ပေးရမယ်အနေထားမှာရှိတယ်ပေါ့နော်အဲ့တော့ဗမော်နဲ့ပတ်သက်တဲ့တဲ့တင်လည်းကျွန်တော်တို့ဟိုမျှော်နေပါတယ်ကျွန်တော်စောင့်ကြည့်နေပါတယ်သူတို့ဘက်ကတော့ဒီဗမော်နဲ့ပတ်သက်ပြီးသူတို့အတက်နိုင်သူတို့ဖိအားပေးနေတယ်အင်အားအများကြီးတုံးနေဆိုတဲ့တဲ့တင်တွေကိုဝါဒဖြန့်ထုတ်ပြနေတာရှိပါတယ် အဲ့ဒါတရင်နဲ့ပေါ့ဒါငလင်နဲ့ပတ်သက်တဲ့တရင်ပေါ့နော်ဒီ sky villa မှာထပ်ပြီးတော့ရုပ်အလောင်း6လောင်းထပ်တွေ့တယ်ပေါ့နော်မန္တလေးက sky villa ကွန်ဒိုမှာရုပ်အလောင်း6လောင်းထပ်တွေ့တယ်ပေါ့ဒါအခုဆိုလို့ရှိရင်ဒါတရာကျော်နေပြီပေါ့နော် sky villa ကွန်ဒိုကတော့ဒါအဖြစ်ဆိုးပါပဲတော့လုံးဝကတ်ဆိုက်သွားတဲ့အနေထားပါပဲကွန်ဒိုတစ်ခုထဲမှာနောက်ထပ်လည်းငလင်နဲ့ပတ်သက်တဲ့တရင်မှာပဲဒါတော့တရင်အမှားကိုကျွန်တော်ပြောပါမယ်တရင်အမှားကဘာလဲဆိုတော့ဒီအကြံဖတ် AB media တချို့မှာတင်ထားတယ် အဲ့ဒါငလင်ကြောက်အကွယ်နေတဲ့အင်အားတွေမှာပြန်နေခိုင်းလို့ဝန်ထမ်းတွေကထိတ်လန့်နေတယ်အဓိကဘာဖြစ်လဲဆိုတော့သူတို့ပြောတဲ့ပုံစံကအစိုးရမဖြစ်မနေတော့หนีလို့မရတဲ့နေရာမှာหนีခိုင်းနေဆိုတဲ့သဘောမျိုးတွေ့ရတယ်တော့သူကအဲ့လိုပြောတယ်လာလာစမ်းပါကျွန်တော်လိုက်ပို့ပါကျွန်တော်ကအဲ့ဒီအိမ်တွေကိုနော်ဒီလိုတစ်ထပ်လုံးပျောက်သွားတဲ့အိမ်နှစ်ထပ်ပြိုသွားတဲ့အိမ်လေးတက်လုံးပြိုသွားတဲ့အဲ့ဒီတိုက်တွေကိုကျွန်တော်ကဝင်လာထွက်လာတာပါနော်ကျွန်တော်လည်းအဲ့မှာ အဲမိသားသမားတွေကိုရေဘူးပေးရတယ်စားစရာပေးရတယ်အဲ့လိုသွားလုပ်ခဲ့တာပါကဲနေဆယ်နေတဲ့အချိန်မှာအနတ်နေတော့လူတွေနဲ့တထောင်းတောင်းချင်မှာကျွန်တော်သွားလာတာပါနေလို့မရတဲ့အိမ်ကိုလုံးဝအစိုးရအနီးပတ်ထားတယ်ဝင်လို့မရဘူးဒါပေမဲ့ညီလို့ဆက်နေလို့ရတဲ့နေရာတွေမှာကျတော့ကျွန်တော်ရေသွားဖို့တယ်နော် နေ့တိုင်းနေပါတနေ့တနေ့ကိုကျွန်တော်ဒီဂါလန်1500ပါတဲ့ကားနဲ့ကျွန်တော်အနည်းဆုံး၄កောက်၅កောက်၆កောက်ပို့နေတာအဲ့တော့ဘယ်အိမ်ကဘယ်လိုရှိတယ်ဆိုတော့ဘယ်တိုက်ကဘယ်လိုရှိတယ်ကျွန်တော်သိတယ် ဆိုတော့အစိုးရက structure ထိလားမထိလားဆိုတာသူစိတ်နဲ့သူဆုံးဖြတ်ထားတာမဟုတ်ဘူးပညာရှင်တွေကစက်တင်နဲ့လာတိုင်းထားတာနော်မြန်မာလူတော့မပြောဘူးဂျပန်ပညာရှင်တွေပဲအဲ့လိုပညာရှင်တွေနဲ့လာတာလာပြီးတော့အဲ့ဒီတိုက်ကလူတွေကိုယ်တိုင်ဘေးကလိုက်ကြည့်တယ်လိုက်ကြည့်လို့ရှိရင်တိုင်းသွားတာနေလို့ရတယ်စိတ်မရဲလို့သာမနေရဲပဲနဲ့အောက်မှာနေတာပဲရှိရှိမယ်အတင်းအကွဲပြီးစုတ်ပြတ်တက်နေတဲ့နေရာမှာနေခိုင်းတာတခါမှမရှိဘူးအဲ့လိုတည်င်းအမှားလွင့်နဲ့သူတွေကဘာဖြစ်လဲဆိုတော့ဒီဝန်ထမ်းတွေနဲ့အစိုးရနဲ့ကြားထဲမှာတူးခွဲတဲ့သဘောပဲလို့ကျွန်တော်မြင်တယ် နော်တကယ်လို့အဲ့ဒီမယုံဘူးဆိုတဲ့သူတွေလာလိုက်ပြမယ်နော်စိတ်ရဖြစ်တော့ကျွန်တော်တို့လည်းခုချိန်ထိစိတ်ထဲမလုံခြုံသေးဘူးအမြဲတမ်းလို့လို့လှုပ်နေသလိုလို့ရွေ့နေသလိုဘာလို့ကျွန်တော်တို့ကိုယ်တိုင်ခံစားခဲ့ရတာပေါ့ဒါထိတ်လန့်မှာပဲကျွန်တော်လည်းထိတ်လန့်နေမှာပဲတော့ညံ့ညကြရင်လက်နိုးတာမျိုးတွေထိတောင်ဖြစ်တယ်ဒါပေမဲ့ဘာဖြစ်လဲဟိုဆက်နေနေရတာပဲလေကိုယ်တက်ဆိုးတဲ့သူတွေတော့ကိုယ်တက်ဖြစ်တဲ့အဖြစ်ဆိုးအခြေအနေတွေကြုံကြုံခဲ့ပြီးသွားပြီလေနော်အဲ့တော့ထိတ်လန့်တာကတော့ရှိမှာပဲ ဒါပေမဲ့အစိုးရကပဲအဲ့ဒီအပြဲကွဲတွေရားမှာသွားထားတဲ့ပုံစံမျိုးနဲ့ဝါဒဖြန့်တာတော့လွန်တယ်ပေါ့နော်နောက်တတိယဘုတ်ကတော့တီဘောမြို့နယ်ထဲမှာ MNDAA နဲ့ SSPP ကဒါစီရေးတင်းမာနေပါတယ်စီရေးတင်းမာနေတဲ့နောက်ပိုင်းမှာ MNDAA ကသူကနည်းနည်းလေးပို့ပြီးတော့ဟိုဘယ်လိုပြောရမလဲနေရာပို့ချဲ့ကျင်တဲ့သဘောမှာရှိတယ်လာချူကနေဆုတ်ပြီးတဲ့နောက်ပိုင်းမှာသူကနည်းနည်းလေးနေရာပို့ချဲ့ကျင်တဲ့သဘောမှာရှိတယ်အဲ့တော့ SSPP ရဲ့နေရာတွေမှာသူကဝင်ပြီးတော့ယုံထိုင်ခြင်းနဲ့ နော်စီဝေးတွေခေါ်ချင်တယ်အဲ့လိုလုပ်တဲ့ခါပြီးခဲ့တဲ့ရက်ပိုင်းကလည်းဒီ MND ရဲ့အလံကိုဖြုတ်ချခဲ့ပြီးသွားပြီပေါ့နော်အဲ့လိုမျိုးချင်းတွေကြုံခဲ့ပြီးသွားပြီအခုထပ်ပြီးတော့အဲသူတို့အင်အားတွေနည်းနည်းပါးပါဟိုလှုပ်ရှားဒီလှုပ်ရှားတွေဖြစ်လာတာဖြစ်တဲ့အတွက် SFCP ကဒါအခုဆိုလို့ရှိရင်အင်အားတွေထပ်ပြီးတော့ဖြစ်တင်းနေတယ်ဒါနှစ်ဖက်အခြေအနေကတော့ပလောင်နဲ့ဖြစ်မလားကိုကန်းနဲ့ဖြစ်မလားတော့မပြောတတ်ပေမဲ့ SSPP နဲ့ဒါလုံးဝစည်ရေးတင်းမာနေတဲ့အနေအထားရှိတယ်တီဘောကြောက်မဲခွင့်နေမှာကျွန်တော်တို့တည်င်းနေတက်တက်ကြားထားတယ် နော်အဲ့လိုမျိုးအခြေအနေတွေရင်ဆိုင်နေရတဲ့ပြည်သူလူထုအနေနဲ့အတက်နိုင်ဆုံးတော့နော်သူတို့လက်နက်ကင်ကြီးရှိတဲ့နေရာကိုရှောင်တိမ်းမှုကျွန်တော်အကြံပြုချင်တယ်သူတို့အချင်းချင်းလည်းတိုက်နိုင်တယ်နော်ဒီအစိုးရနဲ့လုံးဝတိုက်နေတဲ့သူတွေကလည်းအချင်းမီပုံကျဲခံရနိုင်တာဖြစ်တဲ့အတွက်ပြည်သူလူထုအနေနဲ့သူတို့စခန်းချတဲ့နာပတ်ဝန်းကျင်တွေမှာဘယ်လိုမှနေဖို့မသင့်ထောက်လို့ပဲကျွန်တော်အနေနဲ့ပြောချင်ပါတယ်အများဆုံးရှေ့ပြောင်းမှုပြောချင်တယ်နောက်တဲ့နေ့ဘုကတော့မူပြည်နယ်တထုံမြို့နယ်မူကောင်းရွာမှာရှိတဲ့ရန်ကုန်မော်လမြိုင်ကားလမ်းပေါ်ကမူကောင်းတံတားကို KNU နော်သူလောက်ခံ PDF ပူပေါင်းအဖွဲ့တွေမိုက်ခွဲဖြက်စီသွားတယ်လို့သိရပါတယ်။ဒါကတော့တရားတော်လမ်းကြီးပေါ့နော်။ဆိုတော့အများရန်အဲ့ဒီဘက်မှာမကြခဏဆိုသလိုဒါဒါဒုတိယအကြိမ်ဒီတရားဒုတိယအကြိမ်ဖောက်ခွဲခံရတာပေါ့နော်။ဆိုတော့မကြခဏဆိုသလိုပဲလောက်ခံရတာဖြစ်ပါတယ်။တထုံမျိုးနဲ့သူပရမတိမျိုးအနောက်မြောက်ဘက်မှာရှိတဲ့တရားအရှိရတော့ပေ20လောက်ရှိတယ်အကျယ်ကလည်းပေ20လောက်ရှိတယ်ပေါ့နော်အဲမေလ3ရက်နေ့ည7:00နာရီဝန်းကျင်လောက်မှာမိုင်းခွဲဖြက်စီသွားတာဖြစ်ပါတယ်တရားကတော့ လုံးဝပြတ်သွားတာပေါ့နော်ကားတွေဘာတွေသွားလို့မရတော့ဘူးရန်ကုန်မော်လမြိုင် highway လမ်းပေါ်မှာဖြစ်တဲ့အတွက်လုံးဝရှင်လန်းချောင်းပြတ်တောက်သွားတဲ့အနေအထားရှိတယ်ပေါ့နော်ဆိုတော့နောက်တဲ့နေ့ဘုတ်ကတော့အခုအချိန်ဒီမှာဒါနောက်ချိုးမှာအေးမလှတော့တဲ့ TNL လေးကတက်နေပြီးခဲ့ရက်ပိုင်းကကုမင်းမှဆွေးနွေးပွဲလုပ်တယ်ဆွေးနွေးပွဲလုပ်တယ်ဆွေးနွေးပွဲလုပ်တဲ့အချိန်မှာသူတို့ဘက်ကလည်းအဲမဆုတ်ပြီးနိုင်တက်ကလည်းမန်တုံတို့နတ်ဆန်တို့ထိပြန်ဆုတ်ပြရမယ်ပြောဒါသူတို့နေရပဲ ဖွဲ့စည်းပုံအခြေခံဥပဒေအရပေးထားတဲ့ပတ်လောက်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာအမှတ်တော်နေလို့ပြောတာဒါပေမဲ့မနေဘူးမနေဘဲနဲ့သူတို့ကဘာသတင်းထုတ်ပြန်လာလဲဆိုတော့တရုတ်ရဲ့ဖြစ်အားကြောင့်သူတို့နေမီဒီမပေးနိုင်ဘူးဆိုပြီးတော့သူတို့ဘက်ကနေပြီးသတင်းလွှင့်လာတယ်ပေါ့နော်သတင်းလွှင့်လာတဲ့ခါကျတော့ဒါဒါကိုမြင်လို့ရှိရင်တော့တိတာမှာပေါ့နော်အဲ့တော့ဘာလို့ရမလဲပေါ့နော်ဆက်ညှိနေလို့အကြောင်းထူးမလားနော်ဆက်ညှိနေလို့အကြောင်းထူးမလားရမလားပေါ့နော် မရရလို့ရှိရင်တော့တိုက်ရုံပဲရှိမှာပေါ့နော်။နောက်ဒီမှာပြောရရင်လေဒီတရုတ်တန်ရုံမှာကျွန်တော်သတင်းတက်တက်ကြည့်လိုက်ရတယ်။တရုတ်တန်ရုံရှိမှာဆန္ဒပြကြတယ်။အဲ့ဒါဘာလဲဆိုတော့တရုတ်ကလာရှိုးကိုပြန်ယူပေးတာမဟုတ်နော်။မြန်မာကညှိပြီးပြန်ယူတာ။တရုတ်ကသူ့သဘောအရသူကဘာဖြစ်ချင်တာလဲဆိုတော့ envoy ဖြစ်ချင်တာနော်။ No special envoys ဖြစ်ချင်တာသူအထူးတန်တမန်ဖြစ်ချင်တာငြိမ်းချမ်းရေးတန်တမန် No peace envoy ဖြစ်ချင်တာအဲ့လိုကြားထဲမှာပဲသူတို့ကနေတယ်။ တော့အဲ့ဒါဘာမျိုးလဲဆိုတော့အမေရိကန်ကလည်းအဲ့ဒါမျိုးလုတ်ခဲ့ပူတယ်။နောက်အခုဣသရေလနဲ့ပါလက်စတိုင်းကြားထဲမှာဟာမတ်စ်နဲ့ကြားထဲမှာပေါ့အမေရိကန်ပါတယ်။ကာတာလည်းပါတယ်။အဲ့တော့တကယ်လို့ဒါတော့ဒီနေမြေပြန်ပေးရတယ်ဆိုလို့ရှိရင်အမေရိကန်ကြောင်းမဟုတ်ဘူး။အဲ့ဒါကာတာကြောင်းလည်းမဟုတ်ဘူး။သူတို့ကဂျားရီကနေဂျားဝင်ပြီးနေပြီးရောငါတို့တည်တယ်နော်ငါတို့တက်တည်အဲ့တော့မင်းတို့ဒီနေမီနှစ်ခုကိုမင်းတို့ခွဲဝေကြပြီးတော့ပြန်တိုက်တယ်ဆိုလို့ရှိရင်တိုက်တဲ့ဘက်ကအလုံး သဘောတူညီချက်တွေငါတို့သိတယ်နော်ဆိုတော့သဘောမျိုးနဲ့ရက်ကြည့်ပြရတဲ့အနေထားဒါတရုတ်ရဲ့နေရတဲ့ပုံစံနော်ထပ်ပြီးတော့ DNA လေးနဲ့မှညင်ညီ AA နဲ့ညင်ညီဒီပုံစံပဲဖြစ်မှာနော်အဲ့ဒါကဟိုတရုတ်ယူပြီးလို့ရတယ်ဆိုတဲ့သဘောမျိုးတရုတ်အားကိုးနဲ့ရတယ်ဆိုတဲ့သဘောမျိုးကတစ်ဖက်တည်းပြောနေတာတော့ကျွန်တော်အဲတိတ်မပြောချင်ကြာတော့နှစ်ဖက်တပါပြောလာတယ် ပြောလာတဲ့ခါကျတော့နည်းနည်းလေးလေးဟိုဆင်းဆင်းချင်းချင်းလေးပြောတာပို့ပြီးကောင်းပါတယ်เนาะနိုင်ငံတနိုင်ငံရဲ့ပြည်တွင်းရေးအခြေအနေကိုမင်းတို့ကဟိုဘက်ပြန်သွားဒီဘက်ပြန်သွားဆိုတဲ့သဘောမျိုးနဲ့မဟုတ်တရုတ်ကသူ့ရဲ့လူဘက်ကတခုတည်းသူကဂျောင်းဝင်စိစက်ပေးရတယ်ဂျောင်းဝင်ညှိနှိုင်းပေးရတယ်ဂျောင်းဝင်စောက်ကြည့်ပေးရတယ်သူတို့ရဲ့လိုအပ်ချက်ကကုံသွင်းရေးလမ်းကြောင်းပြန်ဖွင့်ဖို့ပဲဘာကြောင့်ဒီလမ်းကြောင်းကိုပြန်ဖွင့်ချင်နေတာလဲဆိုတာလေအားလုံးသိပဲတရုတ်ကအခု trade war ရင်ဆိုင်နေရတယ်အမေရိကန်နဲ့အဲ့ဒီအချိန်မှာသူ့ဘေးပတ်ပတ်နယ်မှာရှိတဲ့နိုင်ငံတွေအကုန်လုံးနဲ့ပတ်သက်ပြီးသူက peace ဖြစ်ဖို့လိုတယ်သူ့ဘေးပတ်ဝင်ချင်းနိုင်ငံတွေငြိမ်းချမ်းနေမှာသူ့နိုင်ငံကထုတ်ကုန်တွေကိုနှီးမျိုးမျိုးနဲ့ထုတ်လို့ရပါဒါတရုတ်ရဲ့လိုအပ်ချက်ပဲနောက်လျှောက်ပြီးတော့ဟိုလိုတွေးတီလိုတွေးပြီးတရုတ်ကိုလာပေးလိုက်ပါတော့လားဘာညာဆိုတဲ့စကားတွေကတော်တော်ဟိုခလေးဆန်တဲ့စကားလိုပဲကျွန်တော်ပြောမှာခလေးလိုပဲတုံ့နှုံလိုက်တော့မယ်ခလေးဆန်တဲ့စကားတွေဖြစ်တယ်အဲ့ဒီအတွက်နော်ဟိုအဲ့လိုစကားတွေမတုံ့နှုံမဲ့နဲ့ ကျွန်တော်တို့ဒီပြည်ထဲမှာဘလုံနီးနဲ့ပဲတက်တိုက်တန်တမာနီးနဲ့ပဲတက်တိုက်ကြည်စံနဲ့ပဲတက်တိုက်เนาะမီဒီယာဝါဖဲပဲဖြစ်ဖြစ်ဘလိုးပဲတက်တိုက်တိုက်လို့ရတဲ့နေမြေကကိုယ်နေမြေပဲเนาะအဲ့ဒီလောက်နေမြေရတယ်ဆိုတာလာရှိုးကเนาะရှမ်းမြောက်ရဲ့မျက်နှာစာပဲအဲ့ဒီမျက်နှာစာကိုပြန်ရတယ်ဆိုတဲ့ဟိုကနိုင်ငံရေးကလက်ဆက်ကတပိုင်းကိုတားသွားပြီအဲ့ဒါကိုတော့လက်ခံပေးရလိမ့်မယ်เนาะအဲ့ဒါအောင်မှလက်မခံဘူးဆိုလို့ရှင်လဲဟိုပြောစရာစကားမရှိတော့ဘူးဗောနော်ဆိုတော့ခုနကတော့ကျွန်တော်ဒီ မိုးစလားနေထုတ်ပြန်ထားတဲ့ကိစ္စခုန၅ဦးစီးဌာနထုတ်ပြန်ထားတဲ့အချိန်မှာမိုးစလားထပ်ပြီးထုတ်ပြန်တာရှိပါသေးတယ်အဲ့ဒါကတော့ဒီမြမပင်လေပြင်မှာနောက်လာမဲ့24နိုင်အတွင်းမှာတရက်အတွင်းမှာနောက်လာမဲ့နောက်တရက်အတွင်းမှာဒါလှိုင်းအမြင့်ရှိဖြစ်ပြီးကြီးလာနိုင်တယ်ဆိုပြီးတော့ဒါတည်င်းထုတ်ပြန်ထားတာရှိပါတယ်အဲ့ဒီတော့မြေပြင်ရေပြင်တွေကိုအတက်နိုင်ဆုံးဂယူးဆိုင်ပြီးတော့အဲသွားဖို့လိုပါမယ်နောက်တည်င်းတစ်ပေါ်ကတော့လာရှိုးပေါ့နော်လာရှိုးကတော့အခုအဲ အစိုးရပြန်ပြီးထိန်းချုပ်ထားတာဖြစ်တဲ့ဖြစ်တဲ့အတွက်လာချူမှာမြို့လုံးကျိုးအနယ်ကင်းပြိတ်တရားတော်ရွှေဖက်ပူဆောင်မယ်ဆိုပြီးတော့ပြောပါတယ်ခုဆိုလို့ရှိရင်ဒီမန်စုရှမ်းချောင်းဆရာတော်ဖရားလာချူမြို့မှာပြန်ပြီးတော့တည်င်းသုံးနေထိုင်နေပြီဖြစ်တဲ့အတွက်တမျိုးလုံးအတိုင်းတာနဲ့ဒီကိစ္စတွေပြန်လုပ်တော့မယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီနောက်ဆုံးသတင်းပေါ့နော်အဲ့တော့ပါကစ္စတန်နဲ့အိန္ဒိယပေါ့ပါကစ္စတန်နဲ့အိန္ဒိယနဲ့ပတ်သက်ပြီးတော့တင်းမမူကတော့မြင်းတက်နေတဲ့အားလုံးသိပဲအဲ့ဒီချိန်မှာပဲပါကစ္စတန်ဘက်ကနေပြီးတော့ cruise missile ပေါ့နော်ပဲထိန်လုံးကြီးတစ်ခုစမ်းသပ်လိုက်ပါတယ်အဲ့ဒီတော့နှစ်နိုင်ငံကြားထဲမှာဒီ nuclear ပိုင်ဆိုင်တဲ့နိုင်ငံတွေဖြစ်တဲ့အတွက်နှစ်နိုင်ငံကြားထဲမှာပို့ပြီးတော့လက်တင်းမှာမှုတွေမြင့်တက်နေတယ်ဆိုးရင်မှုတွေလည်းမြင့်တက်လာတော့တကယ်ပဲတိုက်ပွဲဖြစ်တော့မှာဒါပေမဲ့လည်းပုံဝင်လေးလေးပြောရရင်တော့အိန္ဒိယဘက်ကအဲ့လိုလုတ်တက်တဲ့ပုံစံတော့မရှိဘူးသူကလည်း EC တဲ့ပုံစံပေါက်တယ်အဲ့ဒီအတွက်ကျွန်တော်စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်စစ်ဆိုတာမဖြစ်အကောင်းဆုံးပေါ့စစ်ဖြစ်လို့ရှိရင်ရက်လို့မရဘူးစစ်ဆိုတာနိုင်အောင်တိုက်ရင်တိုက်မတိုက်လို့ရှိရင်တကူကူတော့ပေးဆက်လိုက်ရမှာစစ်ဆိုတာပြီးဆုံးသွားတာပေါ့နော် ဲ့တော့စစ်မဖြစ်တာအကောင်းဆုံးပေါ့ဆိုတော့ဒီနေ့တော့သတင်းနေရတော့ဒီလောက်ပါပဲကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီရန်ကျေးဇူးတင်ပါတယ်ခင်ဗျာမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှင်တော့ကျွန်တော်ရဲ့ KB WP ARP CBV ဖုန်းနံပါတ်ဖြစ်တဲ့39480398ကိုဒတိုက်ရအကောင့်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KB WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လုံဆောင်နေတဲ့ ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ